အဖွားကြီးလေးကပြင်းလို့နေအိမ်ထဲဝင်ကြစို့လေကောင်းမီသမီးလေးဝင်ကြစို့အမလီကျေးဇူးပါဗျာဒါဆိုကျွန်တော်ဖယ်လိုက်မယ်နော်တွေ့တဲ့များအားလုံးပဲမင်္ဂလာပါရှင်တွေ့ရရဲ့ channel လေးကနေအားလုံးကိုပြန်လေးကြိုဆိုလိုက်ပါရရှင်ဒီကနေ့မှာတော့အဖွားဖြစ်သူတည်ဆုံသွားတဲ့နေရာမှာပေါက်ရောက်လာတဲ့ ထူဆန်းလာတဲ့မှုံဝင်ပန်းလေးရဲ့အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ဇေဝင်စားစရာကောင်းတာမို့အဆုံးထိပေးအောင်လို့စက်ကြည့်ပေးကြပါဦးနော်။ထူဆန်းတိုင်း VPN လေး on ပြီးတော့ကြည့်ရှုပေးဖို့လည်းမမေ့ကြပါနဲ့အောင်ရှင်။ဟိုးရှိရှိတော့ကတောင်ချေမှာနေကြတဲ့ရေဖွာ၃ယောက်ရှိတဲ့အပွားနန်းကမိနှစ်ယောက်ကိုဖြိုးထောင်နေရတဲ့အပွားကြီးတူပေါ်ကွေ တို့မှာမြီးမာလီကေတလယ်နဲ့မြီးကလေးတီဟာတို့ရှိပါတဲ့အပွားနန်းဟာဟင်းသီးရင်ရွက်နဲ့ပန်းတွေဆိုက်ပြိုးပြီးမြီးနှယောက်ကိုရှာဖွေတွေးမွေးလေတဲ့မေဂလာနနခင်းမှာကွေမေဂလာနနခင်းမှာအပွားလာပါအောင်ကွေအပွားနဲ့အတူတူဆိုက်ပြိုးကြရအောင်ဒီကနေ့တော့ပန်းမင်လေးတွေဆိုက်ကြမယ်အပွားဘာဖြစ်လို့ပန်းတွေဆိုက်မှာလဲရောင်းလို့လည်းမရဘဲနဲ့ ရှောင်းမရလဲပါဖြစ်လဲကွယ်ပန်းပွေလာမှတိပါလိမ့်မယ်မေးမနေပဲအဖွားဟိုတာကုညီဆမ်းမှာတီဟရောဘဲသွားလဲသူ့ဘောပါပန်းကူစိုက်ခိုင်းရအောင်ခေါ်လိုက်ပါအောင်ကွယ်အကိုကြီးကဟင်းစည်းရွက်တွေသွားရောက်တာပြတ်မလာလိမ့်ဘူးခဏနေမှပြန်ရောက်မယ်ထင်နေအဖွားဒါဆိုလေအဖွားတို့လည်းရောက်ပေးအရင်စိုက်ကြစို့ဟုတ်ကဲ့အဖွားဟင်းသီးရွက်တွေခုလိုရနေပြီနော်ဖွားမနေ့ကဖန်ကြသွားရောက်ရမယ် ဟုတ်တယ်မြည့်ရဲ့မနပန်တာရီရောင်းလို့ရတဲ့ပတ်စံနဲ့ဆန်ရည်မြည့်တို့စားဖို့စားကောင်းတာလေးတွေရယ်ဝယ်ပေးမင်းတို့ဟုတ်ကဲ့အဖွာ အဖွာကဒီကဘာမှာချစ်ဖို့အကောင်းဆုံးပဲဒီလီရောပါပဲကွယ်လာလာ ရောင်းဆောင်ပန်းလှလှလေးတွေစိုက်ကြစို့ဟုတ်ကဲ့အဖွာဒီလိုမျိုးလာရင်အမလီငါမြည့်လေးကတော်လိုက်တာနော်အဲ့ဒီအချိန်မှာပဲရုတ်တရက်လေပြင်းမှုနိုင်တွေတိုက်ခိုက်လာလီတော့တယ် လေကအင်မတန်ပြင်းလို့မာတဲ့အဖွာလေကပြင်းလို့နေအိမ်လေးဝင်ကြတော့ကောင်းပြီသမီးဝင်ကြစို့အိုးအမလီဟင်အဖွာအဖွာတတိယပါဦးအဖွာအဖွာကြီးအဖွာမတိပါနဲ့အဖွာကြီးဘာဖြစ်တာလဲအဖွာဘာဖြစ်လို့လဲနေရတာလဲဘလို့ဖြစ်တာလဲအဖွာအဖွာကြီးခုနကလေရရန်ပြင်းတော့အဖွာကိုကိုကိုမထိန်နိုင်မဲ့လဲကြသွားပြီး ရေကြီးနဲ့ရိုက်ပြီးတော့ဆုံးသွားတာထင်နေအဖွားကြီးတရပြန်လာပြီလေထားကြည့်ပါဦးအဖွားရဲ့သမီးတို့နှစ်ယောက်ကိုစိတ်ချထားပေးပြီလားအဖွားအဖွားကြီးဒါတို့တော့မိဘမဲ့ဖြစ်ပြီပေါ့ဗျာပါလို့ထားသွားရတာလေအဖွားကြီးအဖွားစိတ်မပူပါနဲ့ဒါတို့နှစ်ယောက်တယောက်ကိုတယောက်စောင့်ရှောက်ပြီးနေသွားပါမယ်အဖွားရဲ့စာပနာပေးတဲ့အချိန်မှာတော့မောင်နှမနှစ်ယောက်လည်းအသေးအွယ်တွေးစိုက်ပျိုးရင်းနေပဲအသက်မွေးကြပါတည်း အပွားကိုတော့ဘက်ခင်းသားမှာ မြုပ်လိုက်လေးတဲ့ကွယ်တပည့်ကြပြီးရဲ့နောက်မှာတော့အဲ့ဒီနေရာမှာလှပတဲ့ပန်းကလေးတစ်ပွင့်ပွင့်လာပါတဲ့အကိုကြီးကြည့်ပါဦးညီမတို့ပန်းကင်းထဲမှာအလေးရောင်တစ်ခုတွေ့တယ်တွားကြည့်ကြစို့ဟေးယုံညီမလေးကဒီမှာစောင့်နေခဲ့။အိုးညီမလေးလေးအတူလိုက်ကြည့်ချင်တယ်လေအဲ့ဒီအလေးရောင်ကပါလေးဆိုတာသိချင်တယ်ဒါဆိုလေတွားတာတို့ဟင်ဒါပန်းလား မနေ့ကဒီနေရာမှာဘာပန်းမှမရှိပါဘူး။ဘာလို့ဒီနေ့မှပွင့်လာတာလဲ။အရင်ထူးဆန်းနေ။ဟုတ်တယ်။ပိတ်ထူးဆန်းတာပဲ။ဘာလို့ပန်းပွင့်လာတာလဲ။တခင်နဲ့တခင်မကျမကိုဂယုဆိုင်ပေးပါ။ဟဲ့ဒီပန်းကစကားပြောတတ်တယ်။ပန်းလီနင်ဘေးကလာလာလေ။ဘာလို့ငါတို့ကိုတခင်တွေလို့ခေါ်နေတာလဲ။တခင်တို့ကိုကံကောင်းခြင်းတွေယူဆောင်လာပေးတာပါ။ကျမကိုဂယုဆိုင်ပေးပါနော်။ ဘလို့ကယူဆိုင်ပေးရမှာလဲနေ့တိုင်းရေပေါ်မှန်လောင်းပေးရုံမှာပဲတခင်တို့ရဲ့ကံကောင်းခြင်းလေးရောက်လာပြီဆိုရင်ကျမပြန်มาပါငါတော့နားမလဲတော့ဘူးဟေးကောင်းပါပြီပန်းလေးကိုလည်းကယူဆိုင်ပေးပါမယ်ကျေးဇူးပါတခင်နဲ့တခင်မနောက်တနေ့မနက်မှာတော့ရွာထဲကလူတွေဟာကီသွဲတို့အိမ်မှာဖွင့်နေတဲ့ပန်းခင်ကြီးကြောင့်အံ့ဩနေကြတော့တဲ့မနေ့ကရွာစုံကိုလမ်းလျှောက်ထွက်တော့ကီသွဲတို့အိမ်မှာပန်းကလေးတစ်ပေလှချက်တော့ ကျုပ်ဖြင့်ပြန်တောင်းမလာခြင်းမူပန်းဟာလှလုံးလို့အိမ်တောင်ပြန်မလာခြင်းမူဟုတ်လားရှင်သားမလဲပါဘူးအဲ့ဒီပန်းကသူတို့ခင်းနေရတခြားပန်းတွေနဲ့အတူတူပဲဆိုပေမဲ့ဒီပန်းလေးကတော့တောက်ပပြီးအယောင်ကိုစိုးနေတာပဲပွင့်ချက်တွေကလည်းလှမလာကျုပ်လည်းပြောမပြတတ်ပါဘူးရှင်တော်မယုံရင်တင်းနေကြရင်ကို့ဘာကိုတွားကြည့်ကြည့်ကောင်းပြီမင်းမလိုက်ခဲ့ငါတို့အတူတွားကြမယ်ကျုပ်တကယ်ပြောနေရပါတော့ ကြည်လီအဲ့ဒီမှာမလာဘူးလားအယောင်လေးဟာကိုတောက်ပနေတာပဲအေးတကယ်လာတာပဲတခြားပန်းတွေနဲ့မတူဘူးဒီပန်းလေးကတောက်ပနေတော့တခြားပန်းတွေ သူ့ကိုရှင်းလို့မရဘူးဟုတ်တယ်ဒီပန်းလေးမှာတခြားပန်းတွေနဲ့မတူတဲ့အလင်းရောင်လေးရှိရေကိုလဒီပန်းလေးကိုတူးယူပြီးကျုပ်တို့အိမ်မှာစိုက်ကြမလားတော့ကောင်းနေဒီညဒီပန်းကိုလာခိုးပြီးတို့အိမ်မှာစိုက်ဆိုလေပန်းတွေကအများကြီးဆိုတော့ ဘသူမှတတိမထားမိလောက်ဘူး။ကောင်းလေငါယောက်ျားကတော့တော်လိုက်တာ။အိုးဘာလို့နှုတ်မရတာလဲ။ဘာလို့ဒီလောက်ခက်နေရတာလဲ။ဘာဖြစ်လို့လဲဆိုတော့ရှင်တော့ပိုင်ရှင်မဟုတ်လို့လေ။မိမကြီးဘာပြောလိုက်တာလဲ။ငါတိစားမကြားလိုက်လို့အိုးတို့ဘာမှမပြောပါဘူးတော့။ဒါဆိုမိမမင်းအသားတစ်ခုကြားလိုက်လား။ကြားလိုက်တယ်။ဘသူစကားပြောနေတာလဲ။ကျမပါ ရှင်တို့ကျမကိုအတင်းဆွဲနှုံနေကြတာလေ။တို့များပိုင်နာကိုလိုချင်တာမကောင်းဘူးနော်။ကျမလည်းရှင်တို့ဆွဲလို့နားနေပြီ။အမလီတရေပိုးလေလား။ဒီပန်းကစကားပြောတတ်တယ်ဟ။တရေဟုတ်ဟုတ်မဟုတ်ဟုတ်ဒီပန်းလေးမလိုချင်တော့ဘူး။ပြေးကြစို့ယောက်ျားကြီး။ပန်းတမင်အတွက်အသေးမခံနိုင်ဘူး။စင်းနီတာဘီချိန်မှာတော့ဂေးသွဲဟာရွာတွေကမိန်ကလေးတွေထက်ပုံမူလှပတဲ့မိန်မပြိုလေးအဖြစ်ကြီးပြင်းလာပြီးတော့ တရားကလည်းခန့်ညားတဲ့ကောင်းချောလေးဖြစ်လာပါတဲ့။ဈေးတူသွားကြစို့ညီမလေး။ဟိအင်းညီမလေးအပြင်းမထွက်ချင်ဘူး။အိမ်မှာပဲနေချင်တာ။ပန်းလေးကိုစောင့်ရှောက်ရအောင်မေ။ဒါပေမဲ့ကိုကြီးကညီမလေးဖို့လိုရာလေးတွေနဲ့အဝေးစားအစ်တွေဝယ်ပေးခြင်းလို့လေ။မဝယ်ပါနဲ့အကူကြီးရဲ့ညီမလေးအတွက်ပတ်စံမဖြုံးပါနဲ့။ရှိတာလေးပဲဝယ်လို့ရပါလေ။ဘယ်ဖြစ်မလဲ။ညီမလေးကအရွေးရောက်နေပြီလေ။ကလေးတော့ကလို့ဝယ်လို့မရတော့ဘူး။လာပါ၊တွားဝယ်ရအောင်။ ဒီမလေးအပြေမထွက်ချင်ပါဘူးဆိုလာပါကွာမြူနေသွားကြစို့ဒါဆိုပန်းလေးနဲ့စကားခဏတော့ပြောဦးမယ်မြမလေးတို့မရှိတော့မကောင်းတဲ့လူတွေရောက်လာပြီးသူ့ကိုတခုခုလှုပ်သွားမှဆိုးလို့ဒါဆိုလေးမြမြန်တော့ပြောချေကိုကြီးစောင့်နေမယ်တရားနဲ့ဂီတွေထွက်သွားတော့လူတွေကပန်းကိုခိုးယူဖို့စူးစားကြတဲ့ဒါပေမဲ့သူတို့ဟာမယူနိုင်ကြဘူးတွေကွယ်ပန်းလေးကအရန်လာတာပဲ ဒါဟုသာနှုတ်ပြီးရောင်းလိုက်ရင်ငါပတ်ဆက်တော်တော်ရမှာပဲငါလေးချမ်းသာသွားမှာဟာဘာလို့နှုတ်လို့မရတာလဲခက်ခဲလိုက်တာ တော်ပြီကွာမနှုတ်တော့လောက်လိုက်တယ်ပန်းလီနှုတ်ပြီးငါအိမ်မှာစိုက်ထားရမယ်ဒီလိုပန်းလီမျိုးကငါလိုမိမလလေးတွေပိုင်တဲ့နော်အိုးဘာလို့နှုတ်လို့မရတာလဲခက်လိုက်တာနှုတ်မရရင် ချိုးသွားရမယ် တကိုးမှလည်းပန်းကိုချိုးဖို့စဉ်းစားပြီးထိလိုက်တဲ့အခါထိလို့မရအောင်ပူနေတာကိုတည်လိုက်ရတဲ့။အိုးပန်းကဘာလို့ပူနေရတာလဲ။ငါလည်းပြီးတော့ပူလောင်ကုန်ပါပြီအမလီထိလို့တော့မရဘူး။ပန်းလေးရဲ့အလားကုန်တဲ့ရင်ဟာတထေးကြီးတူရဲ့အိမ်ထိရောက်ရှိသွားလေတဲ့။တထေးကြီးမှအိမ်ထဲကအိမ်အပြင်မထွက်တဲ့တားတယောက်လည်းရှိလေတဲ့ကွ။သူမြန်နာဟာတောက်ပေါက်မာရီနေမှုရှက်လုံလို့အိမ်အပြင်မထွက်ရေးရှာတာပေါ့။ ကိုမျိုးကြီးကျမတို့နာရွာမှာအရန်လာတဲ့ပန်းလေးရှိတယ်တဲ့။အဲဒီကိုသွားတဲ့လူတွေဆိုပြတ်တောင်းမပြတ်ရင်ကြဘူးပြောတယ်။ကျမလည်းအဲဒီပန်းလေးသွားကြည့်ချင်တယ်။ငါတို့ဥယျာဉ်လေးလေးပန်းတွေရှိပါတယ်ဟ။အဲဒီပန်းတွေကြည့်လေ။ဘာကွာမှမလို့လေ။မသွားကြမှာနဲ့ဟာ။ရှင်မသွားခြင်းလေနီလီ။ကျမကတော့အလုပ်တွေအကုန်ပြီးရင်သွားကြည့်မှာပဲ။အေးအေးခယူဆိုင်တော့သွားနော်။ငါလေးတတိကြီးစီခွင်တောင်းကြည့်ဦးမယ်။ ဒီပန်းကဘလောက်တောင်လှလို့နမေကြီးနေရတာလဲ။ငါတောင်တိကျင်သွားပြီ။မနေ့ဖန်ကြငါကိုယ်တိုင်သွားကြည့်အောင်မှာပဲ။နောက်တနေ့မနေ့ကေတွယ်တို့အိမ်မှာတော့အိရှိမှာမျက်နှာကြီးအုပ်ပြီးရှက်နေတာဘာလို့လဲ။အရန်လာတဲ့ပန်းမင်တပင်ရှိတယ်ဆိုပြီးနမေကြီးနေလို့လာကြည့်တာပါ။အော်ဟုတ်ကဲ့အတဲဝင်ကြည့်လေ။ညီမလေးဘာလို့လူစိမ်းတွေကိုအလွယ်တကူဝင်ခိုင်းနေတာလဲ။သူ့ကိုတီလဲမတီပဲနဲ့မကြောက်ဘူးလား။ ။အိုးသူဆန်းနေသူပဲ။သူမျက်နှာဟိုတောင်ဖုံးထားသေးတယ်။ဘလို့လို့ရှုံစားလို့ရမလဲ။ကိုကြီးသူ့မှာမကောင်းတဲ့ရည်ရွယ်ချက်မရှိတော့ပါဘူး။သူကပန်းကလေးကိုလာကြည့်တာလို့ပြောတယ်။သူသားလူစိုးဆိုရင်ညဘက်မှာညီမလေးတို့မသိအောင်ခိုးဝင်လာမှာပေါ့။ကျွန်တော်မှာမကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘူး။ကျွန်တော်ကပန်းပြင်လေးလာတယ်ဆိုလို့လာကြည့်ရုံမှာရေတော့ပါအောင်ရှင်ဒီမိန်းကလေးကစိတ်ထားကောင်းလိုက်တာတထားမိန်းကလေးတွေနဲ့မတူဘူး ရေးရင်တောင်းအောင်နော်ပြီးရင်ဟော်ဒီဆမ်မုံလေးစားပြီးပန်းဝီကိုကြည့်လို့ရပါတယ်ကျေးဇူးပါဗျာကဲဒါဆိုကိုကြီးသွားတော့မယ်ရှင်ဘာလို့အဲ့ဓာကြီးကိုအုပ်ထားရတာလဲဖယ်လိုက်ပါရှင်ဒီလောက်ပူနေတာ ው အိုးကျွန်တော်ဖယ်လို့မရဘူးကျွန်တော်မျက်နှာက ရှင်းမျက်နှာကဘာဖြစ်လို့လဲကျွန်တော်မျက်နှာကကြောက်ပေါက်မာရီနေပါကျွန်တော်ရှက်လို့ပါဒါကြောင့်ကျွန်တော်ခေါင်းပေါင်းကိုမဖယ်ရဲတာပါဗျာ ။အိုးရှက်စရာမလိုပါဘူး။ဖယ်လိုက်ပါရှင်။ဒီမှာရှင်းနေကျမပဲရှိတာပဲကို။မင်းတေချာမသိလို့ပါ။ကျွန်တော်မျက်နှာကတကယ်ကိုဘာမှမဖြစ်ပါဘူးရှင်။ဘသူမဆိုးအပြည့်အနာအစာတွေရှိကြတာပါပဲ။ကျေးဇူးပါဗျာ။ဒါဆိုကျွန်တော်ဖယ်လိုက်မယ်နော်။မင်းကဘာလို့အရန်လေးလှတယ်လို့စိတ်ထားပါကောင်းရတာလေ။ရှင်းရဘလို့ထင်လို့လေ။မဟုတ်ပါဘူး။ကျွန်တော်ကောင်းပေါင်းဖယ်ခိုင်းပြီးဘာမှမဖြစ်ပါဘူးလို့ပြောတာကမင်းကပထမဆုံးမလို့ပါ။ ကျမအမှန်တိုင်းပြောတာပါရှင်။လာလီပန်းကလေးကိုတွားကြည့်ကြစို့။မိန်းကလေးဒါကဘာပန်းအမျိုးစားလဲ။သူကဘာလို့တောက်ပါနေတာလဲ။ဒါကအဖွားနာမည်သိတဲ့ပန်းနဲ့ဒီပန်းလေးကအထူးဆန်းလိုက်တော့ကျွန်တော်ထိကြည့်လို့ရမလား။ရပါတယ်။ခိုးတော့မပြင်းနဲ့နော်။ကျွန်တော်သိပါတယ်။ ။ဦးရှင်းမျက်နှာဘာဖြစ်သွားတာလဲ။ကျွန်တော်မျက်နှာကျွန်တော်မျက်နှာကတကယ်ရုပ်ဆိုးပါတယ်ဗျာ။ကျွန်တော်ကောင်းပေါင်းနဲ့ပြန်အုပ်လိုက်ပါမယ်။မဟုတ်ဘူးရှင်းမျက်နှာကတောက်ပေါက်မာရီမရှိတော့ဘူး။ဦးတကယ်ပဲအဲ့ဒါတွေမရှိတော့ဘူး။ဦးကျွန်တော်တောင်းမှန်ပါရဲ့ကျွန်တော်စိတ်လို့ရှားသွားလို့ပါ။ကျမလည်းပြန်တော့မယ်ရှင်။ဟင်တိုင်းကစကားပြောတယ်။ကျမကောင်းငင်ဘောကအဖွားနဲ့ရဲ့တောင်းဆိုမှုကြောင့် တခင်နဲ့တခင်မကိုလာဆောင်လျှောက်ပေးတာအခုတမတာဝင်ပြီးပြီဆိုတော့ကျမပြန်တော့မေကျွန်တော်နားမလည်ဘူးဘာဖြစ်လို့ဒီလိုဖြစ်ရတာလဲရုပ်တရက်အလင်းရောင်တွေတောက်ပလာပြီးဘန်ကလေးဟာလေပျောက်ကွယ်သွားပါတဲ့ဟင်ဘလို့ဖြစ်တာလဲကျမလည်းမသိဘူးကဲရှင်ပြန်တော့လीနောက်ကျနေပြီမှောင်တော့မေကောင်းပြီဒါဆိုကျွန်တော်မနက်ဖြန်မှ ပြန်လာခဲ့ပါမယ်တန်းကြီးကမလာတော့ဘူးလी ကျွန်တော်အတွက်တော့လှနေတော့မှာပဲဗျာမနေ့ဖန်ထက်လာခဲ့မင်းတွေ့ကြမင်းနော် ကောင်းပါပြီရှင်ဒီလိုနဲ့ပဲကုတာလည်းအင်ဂျင်ရောက်တော့တကားဖွင့်လိုက်ရတဲ့အိုးတကယ်လေးကုတာကျွန်တော်ပြင်မှတ်တော့မမှတ်မိဘူးဟုတ် ကျွန်တော်ရေပါတိတ်အံ့ဩသွားလားဗျာတခင်လေးမျက်နှာကချုံမိုးသွားတာဘယ်လိုဖြစ်သွားရတာလဲကျွန်တော်နောက်မှ ရှင်းပြမယ်တကားဖွင့်ပေးဦးအဖေနဲ့တွေ့ဖို့အလင်းလူနေလို့ ဟုတ်ကဲ့ပါသခင်လေးဝမ်းသာလိုက်တာဗျာအဖေမင်းကဘာတူလဲဘာတူကမင်းအဖေလဲအဖေတားပါဟင်တားကုတာတားမျက်နှာကဘလို့ဖြစ်သွားတာလဲဒီလိုအဖေရဲ့ဒီနေ့ကျွန်တော်အနီးနားရွာကိုသွားတော့ကုတာလည်းသူ့အဖေကိုဖြစ်ကြောင်းကုံစင်ပြောပြလိုက်ပါတည်း။အိုးအဲ့ဒီလိုမှော်ဆန်းဆန်းဖြစ်ပြခဲ့တာပေါ့။ဟုတ်တယ်ဖီ အဲ့ဒီမိန်းကလေးကြောင့်လားသားမျက်နှာပြန်ကောင်းသွားတာသူကမိမကောင်းလေးတစ်ယောက်ပါတခြားမိန်းကလေးတွေလိုသားကိုမယုံရှာဘူးသူ့ကိုအဖေနဲ့မိတ်ဆက်ပေးလို့ရမလားတွေးကြည့်ပါမယ်ကွယ်သူကရောသားကိုသဘောကျနေရလားသူသားကိုသဘောကျမကြတော့မသိဘူးသူသဘောမကျဘူးဆိုရင်လေသဘောကျလာအောင်သားစူးစမ်းပါပဲဒါဆိုလေမနှက်ဖန်ကြရင်အဖေသူ့ကိုလိုက်တွေ့ပါမယ်ကွာကျေးဇူးပါအဖေ ကေတွဲအိမ်မှာတော့ကေတွဲနဲ့တရားတို့မောင်နှမဟာဘန်းအစ်စ်တွေစိုက်ပျိုးနေကြတဲ့။ငါညမလေးဒီနေ့အရန်ပြောနေပါလား။ဘန်းလေးတဝင်းရေလောင်းပေးလို့ပြောနေတယ်လို့ကိုပြောနေတာပဲ။ပါလေ။ဟိုတနေ့ကလာတဲ့လူလင်ကလေးကိုချစ်မိတော့တာလား။ငါညမလေးတိတ်တိတ်ကလေးခိုးချစ်နေတာပေါ့လေ။အိုးကိုကြီးစားမနှောင်နေနေတော့ညမလေးသူ့အချောင်းကိုတွေးကိုမတွေးနေတာပါနော်။ကိုကြီးကညမလေးငငယ်လေးကလေးကစောက်ရှောက်လာတာပါ။ မြမလေးမျက်လုံးကိုကြည့်ရနဲ့စိတ်သေးပါဖြစ်နေမှသိပါလေကိုကြီးကိုပြောပြပါမြမလေးလေးမသိတော့ဘူးသူ့ကိုစားတွေ့ကလေးကမျက်နာမမြင်ရသေးပေနဲ့တောင်ရင်းနှီးရလို့ခန်းစားရတာသူနာရောက်တော့ရေတွေလည်းအယားခုန်လာတယ်မြမလေးလေးဘာလို့မှမသိတော့ဘူးကိုကြီးရဲ့အဲ့တော့ကြာတော့တီဟာလေးပန်းကလေးနဲ့စားတွေ့တော့ကပြောခဲ့တဲ့စကားတွေကိုပြန်အမေ့ရသွားတဲ့တခင်နဲ့တခင်မကျမကိုဂယုဆိုင်ပေးပါ ជីပန်းကစကားပြောတတ်တယ်။ပန်းလေးဘယ်ကလာတာလဲ။ဘာလို့ငါတို့ကိုတခင်တွေလို့ခေါ်နေတာလဲ။တခင်တို့ကိုကံကောင်းခြင်းတွေယူဆောင်လာပေးရပါ။ကျမကိုဂယုဆိုင်ပါနော်။ဘလို့ဂယုဆိုင်ပေးရမှာလဲ။နေ့တိုင်းရေပုံမှန်လောင်းပေးယုံမှာပဲ။တခင်တို့ရဲ့ကံကောင်းခြင်းလေးရောက်လာပြီဆိုရင်ကျမပြန်မှာပါ။ကျမလေးနောက်ဆုံးတော့ကိုကြီးနားလေသွားပြီ။အင်ရှင်တို့အင်ရှင်တို့ရှိကြလားဗျ။ဘာတူလဲခမညာဘာကိစ္စရှိလို့လဲ။ ဒီနေရာကတိတ်လာတဲ့ပန်းကလေးကြောင့်နာမည်ကြီးနေတဲ့အင်္ဂလာလို့ဩပန်းလေးကတော့မရှိတော့ဘူးဗျရိုးရိုးပန်းတွေပဲရှိတော့တယ်ကျွန်တော်ပါဗျာဒါကကျွန်တော်အဖေပါဩမင်္ဂလာပါခမညာအထင်းဝင်ကြပါဦးကျေးဇူးပါခမညာကီးတွေလဲဧည့်သည်တွေကိုဧည့်ခံမှုရီခတ်လာပေးပါတည်းကျေးဇူးပါကျေးဇူးပါကွယ်ဦးဒီနေ့လာရတာကဦးရဲ့သားလေးကဒီမိန်ကလေးကိုလက်ဆက်ချင်လို့ပါ ဘလို့သဘောရကြတလေကွယ်ဖျားလူလေးသဘောတူလားကွယ်ကျွန်တော်ကိုမမေးပါနဲ့ညီမလေးကိုပဲမေးပါအကုန်လုံးညီမလေးဆုံးဖြတ်ချက်အတိုင်းပါပဲဟိုအဲ့အဲ့ကကိုတော့အခုမှတွေ့ဘူးပြီးတေချာမတိကြသေးဘူးဆိုတာနားလေပါရဲ့စကားလေးတေချာမပြောဘူးကြပါမိမင်းကကိုလိုချင်တဲ့ချစ်ရတဲ့မိန်းကလေးဆိုတာကိုနှလုံးသားကတည်ပါရဲ့ကီသွေးညီမလေးရွယ်ရွယ်သဘောမတူလိုက်နဲ့နော် ို့ကျမသဘောတူပါတယ်။ကျေးဇူးပါ။မင်းနဲ့ဆုံတွေ့ခွင့်ပေးတဲ့ပန်းကလေးကိုလည်းကျေးဇူးတင်ပါတယ်။ပန်းကလေးကျွန်တော်စကားတွေကိုကြားပါစေ။အဲ့ဒီအချိန်မှာပဲရုတ်တရက်ပန်းကလေးဟာပေါ်လာပါတဲ့။ဦးစိန်ဒီနဲ့တခြားလူတွေလည်းလန့်သွားကြတာပေါ့။တခင်မတို့နှစ်ယောက်ကအတေးဘဝကအဖူးစာရှင်တွေပဲ။အခုတခင်မတို့နဲ့ရောက်ပြန်ဆောင်စီရပြီဆိုတော့တသက်လုံးပျော်ရွှင်စွာနေနိုင်မှုဒီပန်းကလေးကကောင်းချီးပေးပါတယ် နောက်ဆုံးတော့ငါလေးပန်းလေးကိုမြင်ခဲ့ရပြီတိတ်ကိုလှပါတာပဲလူလေးဒီကဦးရဲ့သားမောင်ကူသားနဲ့တမိကလေးကေသွဲသူအတွက်မင်္ဂလာပွဲစီစဉ်လိုက်တော်မင်းနော်ကျေးဇူးတင်ပါတယ်ရှင်နောက်ဆုံးတော့ငါညီမလေးလေးသူကောင်းတစ်ယောက်နဲ့တွေ့သွားပြီပဲကိုကြီးစိတ်ပူစရာမလိုတော့ဘူးပေါ့ညီမလေးကိုတသက်လုံးပြိုရွှင်ပါစေလို့ဆုတောင်းပေးပါတယ်ကွယ်ကျေးဇူးတင်ပါတယ်ကိုကြီးကေသွဲကိုတသက်လုံးသစ္စာရှိပါမယ်လို့ ကျွန်တော်ဂရိပေးပါတယ်ဟုတ်ပါပြီရှင်ကုသနဲ့ကေးတွဲလဲလက်ထပ်ပြီးတော့ပန်းဆိုင်လေးဒီဇိုင်းဖွင့်มาတဲ့လူရည်အများကြီးကသူတို့ပန်းတွေကို အားပေးကြတဲ့ကွယ်ကုန်းသေးနှစ်ယောက်နဲ့လဲချိတ်ဆက်ပြီးပန်းတွေ ပူဆောင်ရင်းနဲ့ချမ်းသာလာပါတော့တဲ့ကေးတွဲဟာကုသရဲ့စီစဉ်ကိုမမိခိုးပဲသူကိုယ်တိုင်အစွမ်းအစနဲ့ချမ်းသာလာတာပေါ့ကွယ်သူတို့ရှာတဲ့ငွေတွေရဲ့တဝက်ကိုတော့မရှိစေးရသားတွေကို လူဒန်းလေးတဲ့ စိတ်ထားဖြူစင်ပြီးပေးကန်းစွန်တဲတဲ့တဲ့ဂေသေးလေးကတော့အခုချိန်ထိလှနေသေးပေတဲ့ကွယ်ပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးပါပြီရှင်အခုလိုပုံမြင်လေးတွေကိုသဘောကျနေတဲ့တဲ့ဆိုရင်တော့တွေရရဲ့ channel လေးကိုလည်း like နဲ့ subscribe လုပ်ထားပေးခဲ့ကြပါအောင်နော်အဆောင်ထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်